မင်္ဂလာပါရှင်ဒီနေ့ကငါးကြော်နဲ့အတူတွဲဆရံအတွက်အချင်းလုံးနည်းလေးမျှပါမယ်ငါးကတော့ဒီငါးလေးကိုအသုံးပြုတယ်ထိုင်းနိုင်ငံမှာကတော့ plus လေးလို့ခေါ်တယ်သူ့ကိုကျွန်မကဥလေးတွေလည်းပါတယ်ရှင်ဥလေးတွေပါတဲ့အတွက်ကြောင့်မလို့သူ့ကိုဥလေးတွေမထွက်အောင်တေးချရေးဆေးလိုက်မယ်ပြီးတော့ရင်ရေကုန်အောင်ဒီစကားလေးတွေထည့်ပြီးတော့လှည့်မယ်အသေးရွက်တွေကိုလည်းရေတော်တော်များများရှိနေတဲ့ အခါမှာပေါ့နော်ကျမတို့ရေစင်းနေတဲ့ဆိုဒီစကားလေးတွေကိုထည့်ပြီးတော့လှည့်လိုက်တယ်ဆိုရင်ရေတွေကအပြင်ထွက်သွားပြီးတော့ခြောက်သွားတယ်ရှင်ကြော်ရတာဖောင်းဖောင်းဖောင်းမပေါက်တော့ပေါ့နော်ဒါကတော့ကျမရဲ့ပလာစလစ်လေးပါရှင်ပလာစလစ်ကို ကျမကဒီမှာအရာလေးတွေပေးလိုက်မယ်နော်အရာကိုဘေးဆောင်ပေးလိုက်ရတယ်တက်တက်လေးတွေအရာများများပေးချင်နေရတယ်စိတ်ကြိုက်ပေါ့နော်ကိုစားချင်တဲ့ပုံစံလေးတွေပေးနိုင်ပါတယ်ရှင် ငချင်းနဲ့ငမြချင်းတွေကြော်တဲ့အခါမှာလည်းဒီ sauce လေးနဲ့ dress နိုင်ရန်အတွက်ကျွန်မဒီနေ့ sauce လုံးလေးကိုမျှတာဖြစ်ပါတယ်။ဒါကတော့ချက်သွန်နီပါချက်သွန်နီကိုကျွန်မနှလုံးအသုံးပြုပါတယ်ရှင်။ခပပလေးတွေလှည့်ဖြတ်လိုက်ပါတယ်။ချက်သွန်မြူလည်းအနေငယ်ထည့်တယ်လို့ငရုတ်သီးမဲ့ကိုလည်းကျွန်မဒီမှာအနေငယ်ထည့်ပါမယ်။ငရုတ်သီးစိတ်လည်းရပါတယ်မိမိအဆင်ပြေအောင်ကိုထည့်နိုင်ပါတယ်ရှင်။ အဲ့တော့ကျမကဒီမှာငင်းသီးမဲ့လေးတွေကိုလည်းလိုတလောက်လီးဖြတ်လိုက်ပါတယ်။မမတို့စောင်းနိုင်တလောက်ထည့်ပါနော်။ကျမကတော့ငားတွေကအများကြီးကြော်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာဒီ sauce လေးကိုတော့နည်းနည်းပို့လုပ်တယ်။ဒါကတံမြူသီးပါ။တံမြူသီးကိုတော့တစ်ချမ်းအသုံးပြုတယ်။ငမရည်က6ဆုံးနဲ့9ဆုံးချောင်းကိုကျမထည့်လိုက်ပါတယ်ရှင်။ ရေကိုတော့ရိုးရိုးကြီးပါတော့သူကိုတော့ကျမ9ဆွနဲ့6ဆွကြာထည့်ပါတယ်ပြီးတော့ဒါကတော့ကျမရဲ့လီမွန်ပါလီမွန်ကိုလည်းတစ်ချမ်းညှစ်ပြီးတော့ထည့်လိုက်ပါတယ်ရှင်ပြီးတော့ရင်တမအောင်မွှေးတယ်ကျမကတော့အရသာလေးလိုချင်တယ်ဒါကြောင့်မလို့အရသာမွှေးလေးနေငယ်ထည့်တယ်အမတို့ကမထည့်ချင်ဘူးဆိုလည်းရတယ်ထိုင်းလူမျိုးတွေကတော့ထည့်လို့မရှိဘူးပေါ့နော်ပြီးတော့ရင်လင်းဖြတ်ထားတဲ့ချက်တုံနီချက်တုံမျိုးနဲ့ငင်တိမှန့်တွေကိုကျမသူတွေကိုထည့်ပါမယ် ဒီနေ့ကတော့သူနဲ့ dresser ရံအတွက် option နဲ့အသုံးပြုပါတယ်။အဲ့ဒါကတော့ဘာလဲဆိုတော့ကရှောက်ရက်ဖြစ်ပါတယ်။ညီမလေးမမုန်းယူလာတဲ့အတွက်ကျွန်မဒီရှောက်ရက်နဲ့ထမင်းနဲ့စားခြင်းနဲ့အတွက်ရှောက်ရက်ကိုလည်းလှည့်ဖြတ်ထားပါတယ်။စပြီးတော့ငားကြော်ရံအတွက်အိုးရဲကိုစီထည့်ပြီးတော့ဒီငားလေးတွေကြော်ပါတယ်။ဒီငားမျိုးစားကကျွန်မတို့စားစနစ်ညီဘာမှနေစရာမလိုဘူးရှင်။သူတို့ကငားကိုတွားပြီးတော့နေပုံလှမ်းလိုက်တာနဲ့ဒီငားမှအရသာကပါပြီးသားရှင်သူတို့ကစားနဲ့ဘာနဲ့နေနဲ့ပြီးတော့သူတို့ကတော့လှမ်းလာတာရှင်။ ထိုင်းနိုင်ငံမှာနေရာတော်တော်များများမှာဒီငါးကိုဝယ်စားလို့ရပါတယ်ဒီငါးကိုကြော်တဲ့အခါမှာကျမကကျွတ်နေအောင်ကြော်ရရှင်မိနာကလေးဒီအတောင်မှလေးတွေလည်းစားလို့ရအောင်အတွင်းကအယုံအမိကယိုးလေးတွေစားလို့ရအောင်ကျွတ်ရွားနေအောင်ကျမကြော်ရရှင် မပြည့်အောင်ပေါ့နော်မပြည့်အောင်စားကျင်တယ်ဒါကြောင့်မလို့သူ့ကိုပထမတော့7 7နဲ့ကြော်တယ်မီးအလေလက်ပေါ့နော် ပြီးသွားတဲ့အခါမှာသူကနည်းနည်းလေးရဲလာတဲ့အချိန်မှာမီးကိုအောက်ကိုချလိုက်တယ်နံပါတ်6ချလိုက်ပြီးတော့ကျွန်မသူ့ကိုအထောက်3လကလောက်လှမ်းပြီးတော့ကြော်ပါတယ်ရှင်ဒါကတော့ဒုတိယတက်တော့ပါဒါကတော့ကြော်ပြီးသားဟာရဲ့ကျွန်မရဲ့ sauce လေးပါထဲလိုက်တာကတော့ရှောက်ရွက်ကလေးတွေဖြစ်ပါတယ်ရှင်ဒီနေ့ကျမနဲ့အတူထမင်းစားကြပါဦးဟုတ်တယ်ပဲငါးကြော်နဲ့အချင်းနဲ့ပြီးသွားရင် เนยตาเช่าหยอะลิมอน ไปลิมอนอ่ะลิมอนลีฟพริกน้ำปลาอืมใช่ใช่พริกกระเทียมน้ำปลาใช่ชั้นเหนียงจอละ อู้ดีเลยมาอู้บ้าตีละอู้ชักอ่าสลิปอาสลิปสลิป สลิป อืมโหนี่อาจารย์ที่อืม Mm. Ayo, ayo nui mo, no ayo ga chiyo ne blo lo. Nene le nui nai me no, la kari ne. Ayo, ayo. Nai mai. Kok ma. Ni e ne cha cha cho, e xiao le xe. Kim kim man man. Na le la. ขอบเหนียวเหนียวเนี่ยหุ้ยอาดาวขอบเด็มาได้ยังหุ่ยอ่ะชาวอยู่เอาไหมไปมะกรูดอืมน้องกันมะกรูดนี่เป็นลิมอน

ยาบาลมวยละมัวมัวีปยัะจะปีนไซส้หมดปีนไซส้เนี่ยไม่เอาไหนมัวมัวไปยังมัวไอ้มายิ่ขายผิดขายเนี่ยขายจ้ะอู้จ้ะอู้อ้าอู้ 쫄아. 음. เอาอ่อ่ะน้ำมันเด็กนี่นี่ด้วยถูอืมหอมสดปุ้ยเด็ดเลยมะนาวมะนาวเหรอเต็มยาดื่มอ่ะไม่เป็นลิมอน 主要讲每年，嗯，对。ငါမြန်မာလိုငွေမျိုးငါခေါ်လာမြဲငွေမျိုးငါရယ် và năm tuổi sao lại sao lại còn mang lên mảng xanh lên vậy Mm-hmm. Thank you. 사람은 응?